မင်္ဂလာပါရှင် Toaster Channel ကနေဒီကနေ့ရဲ့နိုင်ငံတကာသတင်းလေးကိုတင်ဆက်ပေးပါမယ်။ပထမအဆုံးမလေးရှားနိုင်ငံသားဝင်ကြီးပြက်ပြက်တတပြောပြီးဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ မလေးရှားနိုင်ငံသား၏ဝန်ကြီးမိုဟာမက်ဟာဆန်သည်၎င်း၏အော်တိုဘာ9ရက်ခီးစဉ်နှင့်ပတ်သက်ပြီးအာဆီယံဥက္ကဋ္ဌဖြင့်၎င်း၏သဘောထားကိုသတင်းတောက်များကိုထုတ်ဖော်ပြောဆိုလာခဲ့ပါသည်။ထို့သူပြောဆိုရာတွင်ယုံကြည်လောက်သောမြန်မာရွှေကောက်ဝဲဖြစ်ဖို့အနည်းဆုံးပြည့်မီရမည်စံနှုန်းများကိုသတ်မှတ်လာခဲ့ပါသည်။၎င်းကလွတ်လပ်ပြီးတရားမျှတရမည်ထင်သာမြင်သာ ရှိပြီးယုံကြည်ရလောက်သည့်အနေထားရှိရမည်နိုင်ငံ၏ပါတီအလုံးသက်ဆိုင်သူများအလုံးပါဝင်ပြီးနိုင်ငံတော်ဝန်လုံးမှကျင်းပသွားနိုင်ရမည်ဟု၍ ြောဆိုခဲ့ပါတယ်။အဖွဲ့ဝင်မြည်တီနိုင်ငံကများထိုကိစ္စကိုတတိတခြားဆုံးဖြတ်၍မရဟုဟဆန်ကအလေးနက်ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။အာလုံဝိုင်းဝန်းဆုံးဖြတ်နိုင်ရန်မင်းအောင်လှိုင်တောင်းဆိုမှုကိုအာဆီယံအစည်းအဝေးတွင်တင်ပြသွားမည်ဟုဆိုပါတယ်။လက်ရှိအနေအထားတွင် အာလုံကအလွန်ကျွံဆုံးရိမ်မှုများရှိနေ၍အာဆီယံမှလိလာသူများစိတ်လုံးမြင့်အရင်သဘောတူပွဲမရှိဟုမျှော်လင့်ရကြောင်းလည်းသတင်းတောက်များကိုပြောဆိုသွားခဲ့ပါတယ်။ ထို့သောတာမန်ခီးစဉ်တစ်ခုသည်အေးစစ်စစ်ပြီးသွားရမည်ဖြစ်တော်လဲတန်တမန်ထုံတန်းကိုဖောက်ပြက်ကမပြောသင့်သည်များကို ပြောဆိုခဲ့ခြင်းကြောင့်ဟိုးလေးတကြောကြောဖြစ်သွားခဲ့ရပါသည်စေယုစုမှာဟဆိုင်ခီးစဉ်ကိုခူရုံးလောက်ကမလေးရှားမှလေးလာသူများဆင်လို့မည်ဟု၎င်းတို့ဟာတရားဝင်ဖြစ်လာတဲ့အောင်ကလိန်ကကြဲဝါရဖြန့်ပြောဆိုခဲ့၍ဟဆန်တာမကအာဆီယံအဖို့အတော်ကြီးထိခိုက်နစ်နာသွားခဲ့ရပါသည်မြမရေအထူးချံပေကောင်းစီကျင်းညာချက်တွင် အာဆီယံသည်၎င်းတို့၏အချက်ငါးချက် ောင်မြင်သည်ကိုဝန်ခံရတော့မည်ဖြစ်ပြီးရွေးကောက်ပွဲကိုလည်းပြက်ပြက်တန်းတန်းပယ်ချရမည်ဖြစ်သည်ဟုဆိုပါတယ်ထို့သောမဟုတ်ကမြမပြည်သူများအပေါ်ရဲရဲဆက်ဆက်တစ္ဆဘောက်သလိုရဲရဲဆက်ဆက်တစ္ဆောင်ပေါက်သလိုဖြစ်သွားမည်ဖြင့်ဒေတာရင်းထွက်ပေါ်လာသည့်အာနာရှင်စနစ်ကိုဆုလက်များချင်းမြင့်သလိုဖြစ်သွားလိမ့်မည်ဟုပါရှိခဲ့ပါတယ်။လက်ရှိတွင်အာဆီယံသည်စေယုတ်စု၏အခွင့်အရေးတိုင်းလဲစားပြီးအရှက်ရအောင်ပြုလုပ်ခံခဲ့ရသည့်ကြီးသားဖြစ်ပါတယ်။ အာဆီယံ၏ကြာရှုံးမှုကြောင့်လက်တွေ့ဖြစ်လာနေသည့်ကအရက်သားထောင်ပေါင်းများစွာတပ်ဖြတ်ခံရခြင်းနိုင်ငံရေးရဥဆောင်ဥရပြုရမည့်ရေကိုမလုံနိုင်၍ပြည်ပနိုင်ငံများကဝင်ရောက်ပတ်သက်လာသည့်ကိုခွင့်ပြုလိုက်ရခြင်းနိုင်ငံဖြစ်ကျော်ရာဇဝမှုများမှုလို့ပေါလာခြင်းအဖွဲ့ဝင်နိုင်ငံများကြားအာဏာသိမ်းဖို့မီးစိမ်းပြသလိုဖြစ်လာစေသည့်ဆိုးရွားသောအကျိုးဆက်များဖြစ်လာခဲ့သည်ဟုထောက်ပြသွားခဲ့ပါသည်။စေယုံစုသည်ရဲတန်းလာပြီး၎င်းတို့ပေါ်မြေသူများအေးမြူနိုင်ဟုဆိုကအရက်သားများကိုပြစ်မှတ် တက်ဖြတ်လာပြီးတရင်ကျုံမိထုံပွဲ အလေတက်တဲ့ကိုပင်ပါရာဂလိုက်တာမှဘုံကျဲတိုက်ခိုက်ရသည့်ချိန်လက်ရဲစက်ရဲဖြစ်လာသည်ဟုဆိုပါရယ်။အာဆီယံသည်ထိုးရေးကိုဖြည့်ရှင်ရန်ကြမ်းရှိနေသည့်နောက်ဆုံးခွင့်ရေးကိုလက်လွတ်မခံသင့်ပထမဆုံးလာမည့်ရွေးကောက်ပွဲကိုပြက်ပြက်သားသားဆန့်ကျင်ပြီးမြို့တော်များပါဝင်ပတ်သက်ခြင်းမရှိရန်ဒုတိယအနေဖြင့်စစ်ကောင်ဆောင်များကိုအဆင့်မြင့်စည်းဝေးများတက်ရောက်ရန်တားမြစ်ထားမှုကိုအခြားသောအစည်းအဝေးများကိုပါမြို့သိကိုယ်စားလှယ်မှတက်ရောက်ခွင့်မပြုဘဲတန်းခတ်ထားရန်တတိယချက်ဖြင့်လာမည့်48ချိန်မြောက်အာဆီယံညီလာ ာကန်တွင်မြမရေအပီးပြက်ဖြည့်ရှင်းနိုင်မည်မဟာပြူဟာတေချမဲ့ရန်တို့ဖြစ်သည်ဟုအကြံပြုတင်ပြသွားပါသည် တို့ပြူအားများတဲ့တွင်အထူးသဖြင့်လေချောင်းတိုက်ခိုက်မှုများလုံးဝရပ်ဆိုင်သောအောင်တန်တမန်ရေးရတိုးမြင့်ဆောင်ရွက်သွားရမည် NUGCRPH NUCC နှင့် EO များနှင့်တွဲဆောင်ဆင်းရဲနိုင်မည် ASEAN platform တစ်ခုတည်ဆောက်သွားရန်နိုင်ငံတွင်ကျူးလွန်ထားတဲ့ရောက်ဆမှုများအတွက်တာဝန်ခံလာစေမည်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန်တို့ပါရှိသင့်သည်ဟုဆိုပါသည်မြန်မာပြည်သူများအနေဖြင့်စွန့်ပစ်ခံရသည်ဟုခန်းစားနေကြရသည့်အတွက် ASEAN အနေဖြင့်မြန်မာနိုင်ငံနှင့် ASEAN ကိုယ်တိုင်ပေါ်နှစ်ပေါင်း များစွာကပြက်ကွက်ခဲ့မှုကြောင့်ထိခိုက်နစ်နာခဲ့ရမှုများကိုပြန်လည်ပြင်ဆင်ရမျှော်လင့်မှာကယခုချက်ချင်းရည်ယူဆောင်ရွက်ရမည်ဖြစ်ပါれမဟုတ်ပါကအာဆီယံတွင်မြန်မာပြည်သူများကိုမြို့တို့ရင်ဆိုင်ရမည်နည်းဟုကြေညာချက်ဆုံးမမေးခွန်းထုတ်ထားပါれအာဆီယံအနေဖြင့်မြို့တို့များဈာနေမူဝါဒကျင့်သုံး၍မဖြစ်တော့ထို့သို့ဆက်၍လုပ်နေပါက၎င်းတို့ဖွဲ့စည်းသည့်ကမ္ဘာကြီးအတွက်အရေးမပါသော ကိစ္စများကိုသာသဘောထားတိုက်ဆိုင်ကြသည့်အတင်းကြီးယူဆကယုံကြည်မှုကြဆင်းသွားတော်မူဖြစ်ပါれ။မင်းအောင်လိုင်းပြည်တွင်မှမြို့တို့ပင်တက်ဖြတ်နေစေကမူအာဆီယံနေဖြင့်ဆက်ဆံရေးထိန်းသိမ်းထားနိုင်ဖို့အရေးကြီးသည့်သဘောယူဆနိုင်စရာဖြစ်လာပါれ။တရုတ်မှအာဆီယံထောက်ခံလာမည်ဟုသောမျှော်လင့်ချက်ဖြင့်ဒေါ်လာ3ဘီလီယံအကူအညီပေးမည်ဟုမျှော်လင့်ပေးကာ လောက်ခိုင်းတာတော်ရွေးကောက်ပွဲအတွက်မျော်လင့်ချက်မိမိန်လာပြီးဖြစ်ပါတယ်လန်ဒန်ထုတ်ဂါရီယန်သတင်းစာကြီးကပင်ချာလီချက်ပလင်ဇက်ရုပ်လိုကြည့်နေရသည်မှာရင်းစရာကောင်းလောက်အောင်စုတစိတ်များစွာချိတ်ထားတဲ့မင်းအောင်လိုင်းတို့ဖွဲ့ဟာအဘဲတို့များတရားဝင်သည့်ဆိုရဖြစ်လာနိုင်မည်နည်းဟုမိကွန်ထုတ်ထားပါတယ်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အစ္စရေးတစားကန်၄ဦးရဲ့အလောင်းတွေကိုဟာမတ်စတင်လွှဲပြောင်းပေးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ဖန်စီထိန်ထိန်ထားချိန်အတော့တွင်တင်ဆောင်ခဲ့တဲ့အစ္စရေးတစားကန်တွေက၄ဦးရဲ့ရုံလောင်းတွေကိုဟာမတ်ပျောက်ကြားတွေကပြန်လည်ပေးရခဲ့ပါတယ်။အော်တိုဘာ၁၄ရက်နေ့ကဂါဇာကနေအဲ့ဒီအလောင်းတွေကိုတင်ဆောင်လာတဲ့နိုင်ငံတကာချက်ချင်းတွေအသင်းရဲ့ကားတွေဟာအစ္စရေးပိုင်နယ်ထဲကိုရောက်ရှိလာခဲ့ပါတယ်။အစ္စရေးဆိုရကဟာမတ်ဒေလက်ထဲမှာကျန်နေတဲ့အသက်ရှင်လျက်သားတစားကန် 20နဲ့တိဆုံးခဲ့သူ28ဦးကိုအကုန်စင်လက်လွဲယူမှုမပြီးမချင်းဂါဇာကိုလူသားချင်းစာနာမှုအထောက်ပံ့တွေအလုံးရှင်တင်ပို့ခွင့်ပြုမှာမဟုတ်ဘူးလို့တတိပေးထားပါတယ်။အခုချိန်ထိတော့ Hamas တွေဟာအသက်ရှင်ကျန်သူတစားကန်20စလုံးရုပ်လောင်းလေးခုကိုပြန်လည်ပေးအပ်ထားပြီးဖြစ်ပါတယ်။တစားကန်တွေရဲ့ပထမတုပ်ရုပ်လောင်းတွေလက်ခံရရှိခဲ့တဲ့နောက်အစ္စရေးကလည်းဖမ်းဆီးထိန်းသိမ်းထားချိန်တိဆုံးခဲ့တဲ့ပါလက်စတိုင်းအကျဉ်းသား45ဦးရဲ့အလောင်းတွေကိုပါပါလက်စတိုင်းဘက်ပြန်လည်ပေးခဲ့ပါတယ်။အမေ American Tamara Donald Trump အဆိုပြုတဲ့ငင်းချင်းအစီအမံတွေကို Israel Hamas ကပါလက်ခံခဲ့တဲ့နောက်လောလောဆယ်ကစားမှအပြစ်ခဲရစဲနေပါတယ်။မူလက Israel တရားခံတွေရဲ့အလောင်းတွေအလုံးကိုအောက်တိုဘာ23ရက်နေ့ညနေပိုင်းမှာလက်လွဲပေးရမှာဖြစ်ပေမယ့်ရုပ်အလောင်းတွေလွဲပြောင်းပေးဖို့ကိစ္စကို Hamas ကကြံကြာနေပါတယ်။ ပါလက်စတိုင်းပြည်သူတွေဘက်ကတော့ဒီပြည်ရက်ကိုအကြောင်းပြုပြီးနောက်ထပ်တင်းမာမှုတွေဖြစ်လာရင်ဂါဇာရဲ့ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေထိခိုက်လာမှာစိုးရိမ်နေကြပါတယ်။ Israel တဲ့ IDF ကတော့ Hamas အနေနဲ့သဘောတူထားတဲ့အချက်တွေကိုတိတိကျကျလိုက်နာဖြည့်ဆည်းဖို့လိုကြောင်းအသက်ရှင်သူတိတ်ဆုံးသူတစားကန်အားလုံးကိုသက်ဆိုင်ရာမိသားစုတွေစီပြန်လည်လွှဲအပ်ပေးဖို့လိုကြောင်းထပ်လောင်းတိပေးပါတယ်။ရုပ်လောင်းတွေကိုပြန်လွှဲပေးရမယ့်တမန်ရက်ကိုကြော်သွားပြီးဖြစ်ပေမဲ့လေချုပ်တင်ညှိနှိုင်းထားချိန်ကလေးက Hamas နဲ့တခြား ြားပါလက်စတိုင်ပြောက်ကြားအဖွဲ့တွေဟာတေဆုံသူတွေရဲ့အလောင်းတွေကိုပြန်လည်စစ်ဆေးဖို့အချိန်ပိုပြီးလိုအပ်နိုင်တယ်ဆိုတဲ့ချက်ကိုအစ္စရေးကလက်ခံပေးထားခဲ့ပါတယ်တကယ်လို့ရုပ်လောင်းတွေအဆုံးလင်းပြတ်မရဘူးဆိုရင်လိုက်ရှာဖို့အတွက်နိုင်ငံတကာစူပေါင်းအဖွဲ့စီတခုကဝင်ရောက်တာဝန်ယူပေးတာမျိုးရှိနိုင်တယ်လို့အစ္စရေးကဆိုပါတယ် ရန်ကတော့ရုံလောင်းတွေအစ္စရေးဂျီစတင်ရောက်ရှိလာကြောင်းသတင်းကိုအတိပြုနိုင်ခဲ့တဲ့အတွက်အများကြီးစိတ်သက်သာမိသွားတယ်လို့လူမှုကွန်ရက်မီဒီယာမှာရေးသားထားခဲ့ပါတယ်။2023ခုနှစ်အောက်တိုဘာ9ရက်နေ့မှာဟာမတ်စ်တွေကအစ္စရေးနယ်စပ်ကိုဖျက်ချော်တိုက်ခိုက်ခဲ့တဲ့စစ်စင်ရေးတွေအစ္စရေး1200ကျော်ကိုတပ်ဖြတ်ပြီး250ကျော်ကိုတစားကန်တွေဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။အခုတော့အသက်ရှင်ကျန်တဲ့တစားကန်အလုံးလုံးမြောက်ပြီးရုံလောင်းနှစ်ရာစင်သာဟာမတ်စ်လက်ထဲမှာကျန်နေတာဖြစ်ပါတယ်။ ခုလိုစိတ်ဝင်စားဖို့နိုင်ငံတကာသတင်းတွေနောက်ဆင်ရဖို့အတွက်ကျမတို့ရဲ့ Dotstar Channel လေးကို Like and Subscribe လုပ်ပေးကြပါအောင်ရှင်အဆုံးထိနောက်ဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်